ဒီနေ့ဖတ်ပေးမှာကတော့တဖတ်သူမင်းကိုတတိယပြီးတော့လွမ်းနေတဲ့အချိန်မျိုးဆိုရင်ဘလို့ sign နေမြင်ရတတ်လဲဆိုတာကိုကြည့်ပေးမယ်ပေါ့နော် sign တွေ missing discipline ပေါ့နော်သူတို့တွေမင်းကိုနည်းနည်းနည်းတတိယနေပြီးမင်းကြောင့်ကိုပဲတွေးနေမိပြီးဆိုတဲ့အချိန်မျိုးမှာမင်းဘက်မှာဘလို့လက္ခဏာတွေဘလို့မျိုးတွေကိုတတိထားပြီးတော့ကြည့်ဖို့လူလဲပေါ်လာတတ်လဲဆိုတာကိုကြည့်ပေးမှာပေါ့နော် quality reading မှာပဲရှင်

page of pantike and page of pantike o h d page တွေပဲတွေ့နေရတယ် i are the lover ကတ်တွေအရလုံးဝကောင်းနေပါပြီအော်မြင်နေရတဲ့ကတ်တွေအရာကတော့ဘောနော်တစ်ဖက်သူကကိုယ့်ရဲ့ quality တွေကိုတတိရတယ်အဲတန်းထရဲဆိုတော့မှာကလေခဏလေးအတွက်မဟုတ်ဖဲနေပေါ့နော်อืม seriously မင်းကြောင်းတွေကိုပဲတွေးတယ်ဒါက long term ပေါ့နော်ရေရှည်ပတ်သက်ဖို့ထီရည်ရွယ်ပြီးတော့ရေရှည်အတွက်စဉ်းစားပြီးတော့အာမင်းကိုတတိယရာမျိုးလို့တွေးရတယ်သူကဒီ emotionally အရာခဏလေးအာမင်းကိုတတိယလွမ်းတာမျိုးမဟုတ်ပဲနဲ့မင်းကြောင်းကိုမကြာခဏတွေးတယ်အာမင်းရဲ့ message တွေကိုမင်းနဲ့ပို့ထားပြီးသား message တွေကိုပြန်ဖတ်တယ်မင်းရဲ့တပ်ပုံတွေကိုကြည့်တယ်အဲမင်းနဲ့သူရဲ့ memory တွေကိုခဏခဏပြန်ပြီးတော့တွေးတယ်ဆိုတာမျိုးတွေအထီးတွေးရတယ်ပေါ့နော်ဆိုတော့ သူကလေတစ်ဖက်သူရဲ့ပုံစံကပေါ့နော်အဲ slowly ဖြစ်နေမိဒီတိုင်းမတိဘူးဆိုရင်နည်းနည်းလေးဘယ်လိုပြောရမလဲမင်းကိုသဘောကျနေမှန်းတော့မတိလောက်တဲ့အချိန်မင်းကိုချစ်နေမှန်းတော့တတိထားမိလောက်เสียဘာမှမရှိတဲ့အချိန်အေးဆက်ဆက်ဖြစ်ရင်ဖြစ်နေလိမ့်မယ်ဒါပေမဲ့လည်းသူမင်းကိုအရန်ကိုဂယူးဆိုင်ပါတယ်တဲ့ तू ကနည်းနည်းလေး practical ပေါ့နော် practical ဖြစ်တယ်လက်တွေ့ပဲချစ်ပြမယ်အဲ daily life မှာအထင်မြင်ကိုခယူးဆိုင်စိုက်ပြမယ်ဒါပေမဲ့လည်းသူ့ပါဇက်ကနေပြီးတော့ romantic စံတာတွေ romantic စံတဲ့အပြုမူတွေအပြောဆိုတွေတော့ဘာမှကြားရမှာမဟုတ်ဘူးတဲ့အာခုလက်ရှိမှာနှစ်ယောက်သားကြားထဲမှာ distant ပေါ့နော်ဝေးကွာမှုတစ်ခုခုရှိနေတာကိုတွေ့ရတယ်သူအမြဲတမ်းမင်းကို check on you ပေါ့နော်မင်းကိုအမြဲတမ်းအာစောင့်ကြည့်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ဘယ်လိုမျိုးဟိုတတိမင်းမရှိမှာဘယ်လိုမျိုးစိုင်းနေပေါ်လာမလဲဆိုတော့လေမင်းကိုယ်တိုင်က သူအရင်မင်းကိုတတိယနေပြီဆိုရင်မင်းကိုယ်တိုင်ကတခုခုကိုစတင်ပြီးလှောက်ဆောင်ကျင်တာမျိုးပေါ့နော်ဟိုဘဝထဲမှာဒီတိုင်းကြီးနေနေရတာကြီးကညီငွေ့စရာကောင်းတယ်ငါလဲစူးစမ်းမယ်ငါလဲတခုခုကိုစတင်ပြီးလေ့လာမယ်ဒီလိုမျိုးပေါ့နော်တခုခုကိုစတင်ခြင်းစိတ်တွေမင်းဘက်မှာပြင်းပြင်းပြပြဖြစ်လာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်သူတို့ကိုယ်တိုင်ကလည်း A shop Fendi ရဲ့ energy နဲ့ ဒီ new beginning တခုခုကိုတိဆောက်ချင်နေတဲ့အချိန်မင်းဘက်မှာလည်းအဲ့ဒီလိုမျိုးပဲသူကအရန်ကို serious intention ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့မင်းကိုယ်တိုင်ကအဲ့ဒီ sign ပေါ့နော်အဲ့ဒီသူတစ်ဖက်တူရဲ့စိတ်စိတ်ခံစားချက်တွေကမျက်စိမှာလာဆက်နွယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းကိုယ်တိုင်ကဘဝမှာအရန်ကိုအောင်မြင်တို့တဲ့ချင်းစိတ်တွေများပြီးလင်းတိုင်းညွန်ဝင်ဘူးနေတယ်လို့ခံစားရတဲ့အချိန်မျိုးဆိုရင်မင်းရဲ့တစ်ဖက်သူကလည်းမင်းနဲ့ပတ်သက်ပြီးတော့ seriously အဲလွမ်းနေတယ်မင်းနဲ့ပတ်သက်ပြီးတော့ seriously အနာဂတ်နဲ့ပတ်သက်ပြီးတော့စူးစမ်းတိစောက်နေတယ်စီစဉ်နေချနေရဆိုတာကိုသိလို့ရပါတယ်တဲ့အာသူကလေအခွင့်အရေးတွေရှိတယ်သူဘဝအတွက်ပိုကောင်းတဲ့အခွင့်အရေးတွေရှိတယ်ဆိုရင်တောင်မှပဲအဲ့ဒီအခွင့်အရေးကိုမင်းနဲ့အတူတူပဲရကြင်တာမင်းနဲ့အတူတူပဲတိစောက်ချင်တာဆိုတာမျိုးကိုတွေ့ရပေါ့နော်အာဟို stable ဖြစ်တဲ့ကိစ္စတွေဟော တကယ်ကိုအစစ်အမှန်ဆိုတဲ့ကိစ္စတွေကိုဟိုသူက create လုပ်ခြင်းနဲ့ဖန်တီးခြင်းနဲ့ဒါပဲမဲ့မင်းနဲ့ပဲသူကြောက်တယ်မဟုတ်ဘူးတခြားသူတွေနဲ့မဟုတ်ဘူးပေါ့နော်မင်းအတွက်ပဲမင်းမရှိရဲ့သူသူသူမင်းမပါဘဲနဲ့သူလက်ရှိခြောက်ရှောင်းနေရတဲ့ခရီးလမ်းကနည်းနည်းလေးအထီးကျန်ပြီးတော့ညှင်းဝင်နေတယ်လို့မျိုးခံစားရတယ်တဲ့ဒါကြောင့်မို့လို့သူမင်းကိုပေါ့နော် offer လာပေးခြင်းနဲ့သူနဲ့အတူတူ commitment ဖြစ်တဲ့ အဲ relationship တခုတည်ဆောက်ဖို့သူ့လိုမျိုးပဲဒီဆက်ဆံရေးကိုစူးစမ်းပြီးတော့အာအားဆိုင်ထည့်ပြီးတော့စူးစမ်းတည်ဆောက်ဖို့ပေါ့နော်ဆိုတော့လေသူကမင်းကိုတတိယတိုင်းပဲတဲ့ မင်းကိုတတိယတိုင်းပဲသူဘာလုပ်လဲဆိုတော့အသေးပဲရှိပြီးတော့အနောက်နာကတ်မှာလောင်းထန်းအတွက်အစဉ်ပြေစီမဲ့စတင်ခြင်းတစ်ခုခုအများရန်စပြီးတော့လုပ်လို့ရှိရတဲ့အဲ့ဒီစတင်ခြင်းဆိုတာမှာစတင်ပြီးတော့လေးလာတာလည်းဖြစ်နိုင်တယ်စတင်ပြီးတော့အလုပ်တွေလုပ်ဖို့ကြိုးစားတာလည်းဖြစ်နိုင်တယ်ဒီလိုမျိုးပေါ့နော်တစ်ခုခုသူကအသေးပဲရှိရတစ်ခုခုအများရန်စတင်လေးရှိတယ် အဲမင်းတို့နှစ်ယောက်သားကြားမှာ the lovers ရဲ့ energy အရာပေါ့နော်အဲ deep emotion နဲ့ spiritual connection တခုခုရှိတယ်။နှစ်ယောက်သားကစိတ်ချင်းဆက်နေရမျိုးပေါ့နော်သူ့ဘက်မှာတခုခုဖြစ်ပြီးဆိုတာနဲ့မင်းဘက်မှာလာဖြစ်တာမျိုးတွေဖြစ်လေရှိတယ်။သူကလေမင်းအကြောင်းကိုတွေးပြီးဆိုရင်သူ့ရဲ့နှလုံးသားနဲ့သူ့ရဲ့ soul နဲ့အဲ့လိုမျိုးနက်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 တွေးပြီးတော့လွမ်းတက်တာမျိုးပေါ့နော်အဲ့ဒီလိုမျိုးတွေသူမင်းအချောင်းကိုတွေးနေပြီဆိုရင်မင်းဘက်မှာလဲပဲတဲ့အာလက္ခဏာတစ်ခုခု 看啥呀？两秒的，谁在扒嘞？他就他几把嘞。 ဟိုဘယ်လိုပြောရမလဲအကောင့်အတိုင်းပေါ့နော်မြေပတ်မှာအလုပ်တွေလုပ်နေရင်းနဲ့ဘယ်သူ့အကြောင်းမှမတွေ့ဘူးအကိုလုံးဆရာရှိတာတွေကိုလုပ်နေရင်းနဲ့ပဲရုတ်တရက်ကြီးသူ့ကိုလွမ်းသွားတာမျိုးရုတ်ရုတ်တရက်ကြီးသူနဲ့အရန်ကိုနှီးဆက်သွားတယ်လို့မျိုးခံစားရတာမျိုးလို့ဒီလိုမျိုးတွေရုတ်တရက်ခံစားလိုက်ရပြီဆိုရင်အဲ့ဒါသူကိုယ်တိုင်ကလည်းမင်းကိုနက်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 တတိယနေလို့ပါဆိုပြီးတော့ပြောတယ်ပေါ့နော်မင်းတို့နှစ်ယောက်သားကြားထဲမှာအခုလက်ရှိကအကွာအဝေးရှိနေတယ်ခြားနားနေတယ်ဆိုရင်တော့မှပဲအဲ့ဒီခါကမင်းတို့အတွက်ဘာမှမဖြစ် အဲဘာမှမဖြစ်တော့တဲ့အထိဘာမှမဟုတ်ဘူးလို့ယူဆရတဲ့အထိကိုနှစ်ယောက်သားရဲ့စိတ်ခံစားချက်တွေကနီးစပ်နေရမျိုးတွေတစ်ခါတည်းမှာအရန်ဖြစ်နေလိမ့်မယ်တဲ့အာသူမင်းကိုဘယ်လိုပြောရမလဲအရန်ကိုပေါ့နော်စိတ်ပိုင်းဆိုင်ရာချီနှောင်မှုတွေနဲ့ miss နေတယ်လွမ်းနေတယ်ဆိုတော့ညာလဲအခုလက်ရှိအချိန်မှာတော့သူမင်းစီကိုလာနိုင်မှာမဟုတ်ဘူးတဲ့ဒါက soul connection တစ်ခုအနေနဲ့ပဲမင်းအနေနဲ့ခံစားရမယ် ီအချိန်မှာတော့မင်းနဲ့သူနဲ့က harmony ဖြစ်တဲ့အပေးယူများတဲ့ relationship တစ်ခုတည်ဆောက်ဖို့အတွက်အရန်ကိုမှဝေးနေသေးတယ်ပေါ့နော်ဒါကြောင့်မို့လို့ facial panic ရဲ့အရာအာမင်းချောင်းကိုအာတွေးနေတယ် seriously တွေးနေတယ်မြဲတမ်းလဲတွေးပြစ်တယ်အဲ့ဒါသူကတိတ်တခါတလေမှသတိရပဲတွေးတာမျိုးလဲမဟုတ်ဘူးပြီးတော့မင်းကိုလဲသူအရင်ကိုကေယူဆိုင်ပါတယ်တဲ့အဲဆိုတော့ A shop panty ကအရာအဲ့လိုပဲသူက ရမင်းနဲ့အတူလို new beginning တခုတိဆောက်ခြင်းနဲ့ပြီးရင်ပြန်ပြီးတော့အုံနှစ်ယောက်သားကြက်တနာတွေဖြစ်ပြီးတော့ဝေးကွာသွားခဲ့တဲ့ဆက်ဆံရေးဖြစ်နေတဲ့ဆိုရင်တောင်မှပဲသူကလေ rebrand ပြန်လုပ်ခြင်းနဲ့ပေါ့နော်အာပြက်တနာတွေဖြစ်ပြီးဝေးကွာကြတဲ့ဆက်ဆံရေးဆိုရင်တောင်မှပြန်ပြီးတော့ဒုတိယတစ်ချိန်သူ့အခွင့်အရေးပေးပြီးတော့ဒီဆက်ဆံရေးလေးကိုပြန်ပြီးတော့တိဆောက်စေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့မျိုးသူ့ရောအပြန်လန်းနေနေနေချစ်ခဲ့ကြတာပဲပြီးတော့ငါတို့ကရေးဆက်တွေရှိကြတာပဲဆိုပြီးတော့သူပြောခြင်းနေပေါ့နော် ပေါ့နော်သူကလေမင်းရှိူပြန်လာခြင်းနေရယ်အခုလောလောဆယ်အဆက်အသွယ်တွေပြတ်ပြီးတော့ကြတော့ပြဿနာတွေဖြစ်နေရဲ့အတွဲတွေဆိုရင်တောင်မှပဲတစ်ဖက်သူကမင်းရှိူပြန်လာခြင်းနဲ့ပြန်လာပြီးတော့ကြတော့မင်းကိုဂတိကဝတ်တွေပေးလိုက်မယ်သူတောင်းဝင်ယူမှုတောင်းဝင်ခံမှုတွေရှိချောင်းပြကြင်နေတယ်ပြလိုက်မယ်ဆိုတာကိုလည်းတွေ့ရရယ်ပေါ့နော် ထဲလေးနဲ့နည်းနည်း confirm ကြည့်အောင်ပေါ့နော်သူတို့အတန်လေးစုနေတော့တိခံပေးပါအောင်ရှင်တာဇန်လေးအရန်များတာပဲကိုကြားတင်တဲ့သချင်းကိုပေါ့ကိုကိုကြားဝင်ဖွင့်ပေါ့ကြီးလေးနဲ့ဖွင့်ကြတာရောမှနေရတဲ့ဒုက္ခအားတာပါရှင်ဆိုတော့ m and in now ပဲဘာလို့ကို and in now ခိုင်းနေရလဲစက်ကြီးရ not the right time ね ်ဆိုတော့လက်ရှိမှာတချို့သူတွေပေါ့နော်တစ်ဖက်သူနဲ့နီးစပ်ဖို့အသေးအတန်စူးစမ်းနေတာမျိုးတွေရှိလားအဲမင်းဘက်ကစပြီးဆက်သွဲတာမျိုးတွေပေါ့နော်အရန်သတိရတယ်လွမ်းလာတယ်ဆိုရင်ကိုကစပြီးဆက်သွဲလိုက်တာမျိုးသူနဲ့နှီးဆက်ရဖို့အတွက်တချို့ကိစ္စတွေကိုခေါင်းမောင်းမာနဲ့စွတ်အတင်းလုံနေတာမျိုးတွေရှိတယ်ဆိုရင်တစ်ဖက်သူကအဲ့ဒီလိုမျိုးတစုထိုးဆန်နေရတွေကိုခုရက်လိုက်အချိန်မကြသေးဘူးတိတ်မကြသေးခင်မှာ ဖြစ်လာတော့မှာပေါ့ငါ့ကိုယုံပြီးစောင့်ပါဆိုတာမျိုးကိုပြောကျင်နေပါတယ်ရှင်တချို့တွေခေါင်းမာမာနဲ့အခက်အခဲတွေကြားတဲ့ကနေရှစ်ဆက်တိုးဖို့ကြိုးစားနေတာမျိုးတွေရှိတယ်ဆိုရင်ရက်တန်းကရက်လိုက်ပါတဲ့သူ့စကားကိုနားထောင်ပါအချိန်မကျသေးဘူးတဲ့ဆိုတော့အချိန်မကျသေးဘူးအချိန်ကျလာတဲ့အချိန်မှာသူကိုယ်တိုင်ကြိုးစားပါမယ်ဆိုပြီးတော့ပြောနေတာမျိုးကိုတွေ့ရပါတယ်ရှင် ဆိုတော့ဒါက collective engineering reading ဖြစ်ပါတယ် energy အဲကောင်းမွန်နေတယ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ resonate ဖြစ်တယ်ဆိုရင် claim သွားလို့ရတယ် comment လေးတွေပေးခဲ့ပြီးတော့အာ resonate ဖြစ်ကြောင်းပြောခဲ့လို့ရတယ်ကို comment လေးတွေအားလုံးကိုလည်း like ဖတ်ဖြစ်ပါတယ်ရှင်ဆိုတော့ personal reading ဖတ်ချင်တယ်ဆိုရင်တော့ description မှာ link ချပေးထားတဲ့ Telegram တို့မဟုတ် Viber မှာအပုဂင်လေးလာဝယ်နိုင်ပါတယ်ရှင်ဒီလို free reading လေးတွေကိုအများအ လက်ခံရရှိခြင်းလေဆိုရင်တော့ကိုယ့်ရဲ့ YouTube channel, Facebook, TikTok ဒါလေးတွေကို like and follow subscribe လေးလုပ်ထားလို့ရပါတယ်။အာ YouTube မှာကတော့ reading a share ကြီးတွေကို နားထောင်ရမယ်ပေါ့နော်ဒီ Facebook နဲ့ TikTok မှာကတော့ reading အတိုတွေအတွက်ပဲကို target ထားပြီးတော့တင်ပေးတယ်ဘာဖြစ်လို့လဲဆိုတော့ Facebook က15မိနစ်အထိပဲတင်လို့ရတယ်ပေါ့နော်အဲ့ဒီထက်ကြော်သွားရင်ကိုအရင်ဒုက္ခရောက်တယ်တင်ရတာလေအဲဒါကြောင့်မို့လို့ကိုတွေ reading အရှိကြီးလက်ခံရရှိဖို့အတွက်ဆိုရင်ဒီဒီကတော့ love reading နေပေါ့နော် YouTube ကို subscribe လုပ်ထားပါရှင် like and share ကလုပ်ပေးတဲ့သူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကိုတို့တွေနောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်နော် see you